အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဟိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စိုင်းလန်းနေရမိဖို့ကန်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါကဲပြောပါဦးနေဘာစားကြံလဲငါနေ့အတွက်ဘာမှပေးရမလဲဘာမှမမနေပါနဲ့တခါရေထမင်းပိုးထည့်လာခဲ့လေဖြစ်နိုင်မယ်ဆိုရင်တော့နင်လည်းဘာမှအထွေအထူးမမနေပါနဲ့ငါကိုယ်တိုင်ထမင်းချက်လာခဲ့ရသီလား ဟဲဟုတ်လားနေကိုရိုင်းထမင်းဟင်းချက်ပြုတ်လာခဲ့ရလားဒီနောက်မှာတော့ပရိယာကလည်းသူမထုတ်ပေါ်လာခဲ့တဲ့ထမင်းပိုးတွေကိုဖွင့်လိုက်ပါ ರಿ ဒါနဲ့နေဘာတွေကိုချက်လာခဲ့ရလဲပရိယာရဲ့အော်နေရလေဒါကဟင်းနိုးလွယ်ရွက်စပြုတ်ဒါကကြတော့ဘူးတီကျော်အဲ့ဒါနဲ့အတူတူစားဖို့အတွက်ငါအစိမ်းရောင်ရိုတီတွေလှုပ်လာခဲ့တယ်နော်ငါဂျုံနေတဲ့အချိန်မှာဟင်းသီးဟင်းရွက်ရဲ့အရေတွေကိုညှစ်ထည့်ပြီးလှုပ်ထားတာကျမ်းမာရင်လည်းအရင်အညီညွတ်တယ်ဒါဆိုရင်တော့ငါတို့စားကြတော့မလားယင် အေးအေးအေးစားမယ်လေစားကြတာပေါ့ကြည်ရတာအစိမ်းရောင်ကမင်းအကြိုက်ဆောင်အယောင်ဖြစ်မယ်နဲ့တွေ့နော်မဟုတ်ပါဘူးဟဲ့အစိမ်းရောင်ကအကြိုက်ဆောင်အယောင်တော့လည်းမဟုတ်ပါဘူးဘာဖြစ်လို့များနေအခုလိုထင်နေရလဲအော်မဟုတ်ပါဘူးဒီမှာနေလောက်လာခဲ့တဲ့ချမင်းဟင်းတွေအကုန်လုံးကအစိမ်းတွေကြီးပဲဆိုတော့အစိမ်းရောင်ကနေအကြိုက်ဆောင်အယောင်များလားလို့ထင်လိုက်လို့လေအော်နေရလေငါဒီမှာဟင်းတွေစပြောလောက်ပြီးတော့အရွက်တွေကကြံ့နေရနေငါလဲရိုတီလောက်တဲ့အချိန်မှာရောထည့်လိုက်တာအခုနောက်လေငါနေကိုပြောတယ်လေ အခုအဲ့လိုမျိုးလောက်ထားတော့အရင်တုန်းကထပ်ပေါ်ပြီးတမ်းမရင်လည်းမငင်ညွတ်ဘူးလားနေစားမှသာစားစားမှရဲ့ဘာဒီကောင်မကဒီလောက်တောင်မှစောင့်ဆိုင်နေရတာလေဒီလိုနဲ့သူကလည်းထမင်းအနေငယ်တော့ယူစားလိုက်ပါလေအေးကောင်းတယ်ကောင်းတယ်အရသာရှိရနော်တော်လေးစားလို့ကောင်းတယ်ဒါနဲ့ငါအခုမှပဲတခုတတိရတော့တယ်ငါအင်ကိုအမြန်ဆုံးပြန်မှဖြစ်မယ်အလောက်ကိစ္စတခုရှိသေးလို့လေဒါဆိုရင်တော့ငါသွားရမယ်နော်အေးပါဟဲ့နေရလေထမင်းတော့ကောင်းအောင် စားတော့အောင်လေအေးအေးအေးငါစားလိုက်ပြီငါအများကြီးစားလိုက်ပါတယ် အခုလောလောဆယ်ငါတော်တော်လေးကိုနောက်ကျနေရဆိုတော့ငါသွားတော့မယ်နော်အေးပါအေးပါဟုတ်ပါပြီဒါဆိုရင်လည်းပြီးရောငါမနှက်ဖြတ်မှာနင်းနေတွေ့တော့မယ်ဒါဆိုရင်တော့ကြက်တာနော်ကဲကဲကဲအကိုကြီးကျွန်တော်ကမဟုတ်တခုအများဆုံးပေးစမ်းပါဗျာပြီးတော့လက်ဖေးတစ်ခွက်ကိုလည်းမလိုက်များများလေးနဲ့လှုပ်ပေးစမ်းမအောင်အော်အကိုကြီးခမရဘလောက်တော်မှစားတော့ချင်ရသေးရလေခုနလေးပဲခမရပရိယာနဲ့အတူတူထိုင်ပြီးသူ့ရဲ့ထမင်းဘူးစားနေအောင်မဟုတ်ဘူးလားအခုလည်းထပ်ပြီးတော့ဒီမှာလာစားတော့နေပြန်ပြီးဟုတ်လား ဟာဘလို့ပြောရမလဲသူကအစိမ်းအောင်ဟင်းသီးဟင်းရွက်တွေကြီးပဲတီးတန့်ကြောချက်ပြီးတော့ယူလာခဲ့ရနောက်ဆုံးရိုတီတွေမှတော့မှအရွက်တွေကိုထည့်လာခဲ့သေးတယ်သူစိတ်ဆိုးသွားမှဆိုလို့သူစိတ်မကောင်းဖြစ်မှကြောက်လို့ငါကလည်းနည်းနည်းလေးစားလာခင်လိုက်ကြလိအရွက်တွေဘူးတီကြော်တွေဒါတွေကငါဘလို့စားရမှာလဲမစားတတ်ပါဘူးမင်းအခုတော့မှအခြေအနေဒီလိုဖြစ်နေတယ်ဆိုရင်တော့နောက်ပိုင်းကျရင်ဘလို့လောက်ကြမလဲဒုက္ခပါပဲလက်ချက်ပြီးတော့တဲ့အခါကျရင်တော့သူချက်ကျွေးတဲ့ထမင်းဟင်းတွေကိုပဲစားမှာမဟုတ်ဘူးလား နေပါအောင်မင်းအဲ့ဒီမိန်ကလေးကိုတကယ်ရောချစ်ရောချစ်ရလားမင်းသူနဲ့လက်ထပ်မှာတော့ဟုတ်ပါရဲ့နော်အဟုတ်ပါရဲ့ကွာမင်းကလည်းငါတို့တကယ်ချစ်တာပါငါတို့ချစ်တယ်ပြီးတော့တကယ်လက်ထပ်မှာအစားတောင်းနဲ့ပတ်သက်ပြီးအလောက်ထိစဉ်းစားစရာမလိုပါဘူးအဲ့ဒါကတော့ငါအမေကိုငါရှုံနေအမေကသူ့ကိုအရာအားလုံးတင်ပေးလိုက်တဲ့အခါကျရင်တော့သူလုံးဝပြောင်းလဲသွားလိမ့်မယ်ကြောင်ပြီးသွားခဲ့တဲ့အခါမှာမနေ့ကတော့ကုမ္ပဏီကောင်းကောင်းတစ်ခုမှအလုပ်ရရှိသွားခဲ့ပါပြီ။ဒီနောက်မှာတော့သူကလည်းသူရဲ့မိသားစုဝင်တွေကိုသူရဲ့ချစ်သူပရိယာအကြောင်းပြောပြလိုက်ပါပြီ။ နောက်ထပ်လနေနဲ့ကြာမြင့်သွားခဲ့တဲ့အခါမှာနှစ်ယောက်သားလက်ထပ်ခဲ့ကြပါရီဒီအချိန်မှာတရီဘွားတွေအားလုံးပြောင်းလဲရတော့မှာပါချွေမလေးရေဒီနေ့အိမ်မှာငါတငယ်ချင်းတွေထမင်းလာစားကြလိမ့်မယ်အဲ့ဒါကြောင့်နင်အရသာရှိရှိထမင်းဟင်းတွေချက်ပြုတ်ပြင်ဆင်ထားလိုက်ပါဦးပဲကိုလည်းတေးချလေးချက်တော့တီလာပြီးတော့စိတ်သားဟင်းလေးပါချက်ထားလိုက်ပါချွေမလေးရေဒါနဲ့အချိုပွဲအနေနဲ့လည်းငါတို့တခုခုလုပ်တဲ့နဲ့အချိုပွဲကိုလည်းစံနဲ့ပတ်သက်ပြီးတော့ပဲတခုခုလေးလုပ်လိုက်အောင် အချို့ဘွဲကအချိန်ပေးရတာဆိုတော့အရင်ဆုံးအခုတွေကစပြီးတော့လောက်ရမယ်နော်။ဒါနဲ့ဘလို့ဖြစ်တာလဲချွေးမလေးရဲ့နေငါရဲ့စကားသားတွေကိုကြတော့အရန်များလမ်းပြန်သွားလား။မလန့်ပါနဲ့မလန့်ပါနဲ့ငါတို့တရားဥထည်ဒီအလုပ်တွေအားလုံးမခိုင်းပါဘူး။မိဖို့ကန်တဲ့ကိုလည်းနေတရားဥထည်ကိုငါလှုပ်မှာမဟုတ်ပါဘူး။ဒီဟင်းထမင်းတွေအားလုံးကိုတော့ငါတို့နှစ်ယောက် editor ပေါင်းပြီးတော့ချက်ကြမယ်နော်။အော်မဟုတ်တာအမေရဲ့မဟုတ်တာဘာဖြစ်လို့အမေကလောက်ရမှာလဲအမေရဲ့အမေအေးအေးစိစိအနားယူပါနော်။ကျမဒီအလုပ်တွေအားလုံးကိုလုပ်နိုင်ပါရဲ့။ရှိပါမလားချွေးမလေးရဲ့နင်တကယ်ပဲဒီအလုပ်တွေအားလုံးကိုလုပ်နိုင်လို့လား။ လုံးနိုင်ပါတယ်အမေရဲ့ပြီးတော့ကျမထမင်းဟဲချက်ပြောက်ရတာမိဖို့ကံမှာတောင်းရင်ယူရတာအရင်ကြိုက်တယ်လေဟုတ်လားချွေးမလေးရတကယ်ပြောနေတာလားကြောင့်အရှမ်းကိုကောင်းတဲ့ကိစ္စတခုပဲဒါဆိုရင်တော့ချွေးမလေးရအမေခဏလောက်အပြင်ကိုသွားပြီးတော့ပြန်လာခဲ့မယ်နော်အမေအလောက်ကိစ္စလေးတခုရှိသေးလို့ဟုတ်ကဲ့ကောင်းပါပြီအမေအခုမှဖြစ်သူနဲ့စကားပြောဆိုပြီးသွားတဲ့အခါမှာတော့ပရိယာကလည်းပြောင်းရနေပြီးမိဖို့ကံနဲ့ဝင်သွားခဲ့ပါတယ်ပရိယာတယောက်ထထမင်းဟင်းတွေအားလုံးကိုချက်ပြောက်ပြင်ဆင်ခဲ့ပါတယ်ဒီမှာတယောက်ထဲလုံနေရတဲ့အကြွအနာကြီးပေါင်းများစွာကုန်နေခဲ့ရတာပေါ့ ခဏနေတော့ရောက်ခမဖြစ်သူရဲ့အင်းဒီချင်းတွေရောက်ရှိလာခဲ့ကြပါရဲ့ကဲတငယ်ချင်းတို့ရေထိုင်ကြထိုင်ကြငါနေတော့ဘလို့ပြပြရမလဲဟဲ့ငါချွေမလေးရတကယ်အရန်တော်ပြီးလိမ်မာရေးကြရှိတော့နေငါမီးခွက်ထုံပြီးလိုက်ရှာမယ်ဆိုရင်တော့မှဒီလိုချွေမမျိုးဘယ်တော့မှရှာလို့တွေ့မှာမဟုတ်ဘူးဒီနေ့သမီးဟဲ့တွေအကုန်လုံးငါဝိုင်းကိုချက်ပေးမယ်ပြောတော့မရအောင်သူတယောက်ထည့်ပြီးအောင်ချက်မယ်ဆိုပြီးတော့လုံနေလေရဲ့ငါ့ကိုတခါရေပြောလိုက်တယ်လေအမေကအေးအေးဆေးဆေးသွားပြီးတော့အနားယူနေပါ့တဲ့ ကဲကဲကဲပြောစမ်းပြောစမ်းငါ့ကိုပြောစမ်းမအောင်ဒီလိုကောင်းမွန်တဲ့ချွေးမမျိုးငါဘယ်မှာလိုက်ရှာလို့တွေ့မလဲဟုတ်ကဲ့ဟုတ်တယ်နေရတကယ်အရင်ကကံကောင်းတာပဲနော်နေလို့မျိုးပဲကံကောင်းတဲ့နဲ့ငါတို့အားလုံးလဲချွေးမလေးဘယ်ကိုရောက်နေရလဲငါတို့ကိုလည်းခေါ်ပြအောင်လေငါတို့လည်းသူ့ကိုတွေ့ချင်သေးတယ်အေးပါအေးပါအခုခေါ်ပေးမယ်နော်အခုခေါ်ပေးမယ်ချွေးမလေးရေချွေးမလေးပရိယဘယ်လိုလဲနေအလုံးလုံးရတော့အစင်ရောပြည်ရလားတခုခုလိုအပ်တယ်ဆိုရင်တော့ပြောအောင်နော်ငါနဲ့ကိုလာပြီးဝိုင်းကူညီပေးပါမယ် အာမဟုတ်တော့မရရပါတယ်ကျမအလုပ်တွေအားလုံးလုပ်လို့ပြီးပါပြီအခုထွက်လာခဲ့တော့မလို့ပဲခဏလေးပဲစောင့်ပေးပါနော်ပြောဆိုပြီးနောက်မှာတော့ပရိယာကလည်းအိတ်ရှိကိုထွက်လာခဲ့ပြီးနောက်မှာတော့သူမစပွဲပေါ်မှာပကံလုံးအကြီးကြီးတစ်လုံးတင်လိုက်ပါတယ်ဒါကိုတွေ့ခဲ့ရတဲ့အခါမှာတော့အေဒေရီကလည်းမေးလိုက်ကြပါတော့ဒါပါကြည့်လဲချွေးမလေးရဲ့နင်ဒါဘာတွေလောက်ထားတာလဲစားဖို့အတွက်ဒီတစ်ခုတည်းလားမဟုတ်တာအန်တီရမဟုတ်တာဒါအခုမှအစပဲရှိသေးတယ်ကျမအားလုံးတောက်ဖို့အကြွဟင်းနွယ်ဆွပြုတ်လေးလေးပြုတ်ထားပါသေးရဲ့ ဒီလိုပြောဆိုပြီးနောက်မှာတော့ပရိယာကလည်းတမောကိုရိုင်းပြုတ်ထားတယ်။ခင်တို့လည်းရွှေစပြောတွေကိုအားလုံးကိုကိုစီချပေးလိုက်ပါတော့တယ်။ဒါကိုတွေ့ကြရတဲ့အခါမှာတော့ရခမဖြစ်သူကအကြော်လေးကိုအံ့အားတင်နေခဲ့ရပါဘော။သူကိုရိုင်းလည်းသူတငယ်ချင်းတွေကိုဘာပြောလို့ပြောရမှန်းတော့မသိတော့ပဲစွန့်အားနေခဲ့ပါရီ။ဒါပေမဲ့အဲ့ဒီတွေကတော့ချင်းမလေးချကျွေးရဲ့စပြောတွေကိုစိန်ပြေတပြေတောင်းနေခဲ့ကြပါရီ။အရသာရှိရှိတောင်းနေကြတာတွေ့ရောသူလည်းပစပိတ်ထားခဲ့ပါရီ။ကောင်းတယ်ကောင်းတယ်ချင်းမလေးပြုတ်ထားတဲ့စပြောတကယ်စားလို့ကောင်းတာပဲထင်တော့မထင်ထားဘူး။ ငါတို့ဘဝမှာအခုလိုမျိုးအရွက်ပြုတ်တခါမှမစားခဲ့ဘူးဘူးသီလားအေးပါအေးပါဟုတ်ပြီဟုတ်ပြီဟုတ်ပါပြီဒါနဲ့ချွေးမလေးရေကျန်တဲ့ထမင်းဟင်းတွေကရောပမာလေးကျန်တဲ့ထမင်းဟင်းတွေအားလုံးအမြန်ယူလာခဲ့လိုက်ကြော်လေဒီစပြုတ်လေးတောင်းရုံနဲ့ဘဲသူကဘိုင်းရမလဲဟုတ်တယ်မလားအားလုံးကိုထမင်းတေချာကျွေးရမှာပေါ့ဟုတ်ကဲ့ပါမေရေဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီနော်ကျမအားလုံးစားတော့ဖို့အကြောထမင်းဟင်းတွေကိုအမြန်ဆုံးယူလာခဲ့ပေးလိုက်ပါမယ်ရှင်ပရိယောကလည်းဒီဘုကံနဲ့ပြန်လဲဝင်သွားခဲ့ပြီးနောက်မှာတော့ဒီမှာပကံပြအချက်တွေနဲ့အက်တီတူပြန်ထွက်လာခဲ့ပါပြီ ဒီနောက်မှာတော့အားလုံးရဲ့အရှိမပကံတွေကိုချပေးပြီးနောက်မှာတော့ပကံတွေကိုဖွင့်ပေးလိုက်ပါတော့တယ်။ရခမုံကလည်းချွေးမလေးချထားပေးတဲ့ထမင်းဟင်ပကံကိုကြည်ပြီးရနေပြောလိုက်ပါတယ်။ချွေးမလေးရဲ့ဒုက္ခပဲနင်ဒါဘာတွေကိုလောက်ထားတာလဲ။ဒါကကျမအီတလီလောက်ထားတာပါမေ။ဒီမှာတော့စားဖို့အတွက်အချင်းတွေအများကြီးပါနေနော်။ချွေးမလေးရဲ့နင်မိဖို့ကန်ထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေအကုန်လုံးကိုများထည့်ထားတာလား။ဟုတ်ပါတယ်အန်တီရဲ့အဲ့ဒါကြောင့်ဒီဟင်းထမင်းတွေကအရန်ကိုကျမရင်နဲ့ညီညွတ်ပြီးစားလို့တောက်လို့ကောင်းတာလေ။ကျမစီကိုလုံးဝရှော့ပြီးတော့အသုံးပြုထားတယ်တိလား။ ဒီမှာဟင်းလေးဟင်းရွက်တွေနဲ့အချင်ကိုလည်းတတိတစားလေးလောက်ထားတာပါ။အရွက်တုပ်လေးကလည်းအရန်အစားကောင်းနဲ့စားကြည့်နော်။ပရိယာကတော့ထမင်းဟင်းတွေတဲ့ခင်းအခန့်ကျွေးမွေးနေရင်လည်းအရန်ကိုဝမ်းတောက်ပြောရွှင်နေခဲ့ပါရဲ့။တပမဲရောက်ခမကတော့သူ့ကိုနမဲဖြဲရအောင်လောက်ဆိုပြီးဒေါ်တော်ရီအတော်လေးကိုထွားနေခဲ့ပါပြီ။ပရိယာကသူမပြောသွားတဲ့ထမင်းဟင်းတစ်ခုမှမချက်ထားခဲ့ပေမဲ့ဧည့်သည်တွေရှိတဲ့အတွက်သူမကိုယ်တိုင်လည်းပါတစ်ခေါမပြောနိုင်ခဲ့ပါဘူး။ချွေးမလေးရဲ့နေအားလုံးအတွက်အခုနှုတ်ထမင်းချက်ထားတာတွားယူခဲ့လိုက်တော့ ဟုတ်ကဲ့ပါအမေဟုတ်ကဲ့ကောင်းပါပြီကျွန်မအခုပဲယူသွားခဲ့ပေးလိုက်မယ်နော်တော်သေးရပါသူကကောင်းတာလေးတစ်ခုခုတော့လောက်ထားသေးလို့ခဏနေတော့ပရိယအားလုံးစားဖို့အတွက်နှုတ်ထမင်းပကံတွေလာချပေးခဲ့ပါရီဒီတစ်ခါနှုတ်ထမင်းပကံလုံးကိုကြည်လိုက်တာနဲ့ရောက်မှဖြစ်သူကလုံးဝသိမခန့်နိုင်အောင်ဖြစ်သွားခဲ့ရပါရီသူကလည်းဒေါသတကြီးနဲ့ပရိယကိုကြည့်ပြီးပြောခဲ့ပါရီခဏနေပါဦးချွေးမလေးရင်းနေတာပါလောက်ထားတာလေနှုတ်ထမင်းတွေကဘလို့ဖြစ်လို့စိမ့်နေရတာလေထူးဆန့်လိုက်တာအော်အမေကလည်း ဒါကဘူးဒီနဲ့လောက်ထားတယ်လို့ထမင်းတွေလေကျမတို့ကအုံတို့နဲ့ပဲလောက်ထားတာပါရှင်ကဲကဲကဲချွေမလေးရေနေငါနဲ့အတူတူမိဖို့ကန်နဲ့ခဏလိုက်ခဲ့စမ်းမအောင်အလုပ်တစ်ခုရှိတယ်ဒီလိုနဲ့ရောက်မှဖြစ်သူကမိဖို့ကန်နဲ့ဝင်သွားခဲ့တဲ့အချိန်ပရိယာကလည်းအနောက်ကနေလိုက်ပါသွားပါရဲ့ချွေမလေးရေနေတာပါလောက်တာလေဧည့်သည်တွေအရှိမဘာဖြစ်လို့ငေါ့အရှက်ခွဲနေရတာလဲနေအခုချက်ပြုတ်ထားတာတွေကိုချမင်းဟင်းလို့ပြောလို့ရလားတကယ်လို့နေမချက်ပြုတ်တတ်ဘူးဆိုလို့ရှင်လိုင်းငေါ့ပြောပါလား ငါကိုယ်တိုင်လုံးမှာပေါ့မဟုတ်ဘူးဆိုရင်လည်းအပြင်ကနေပြီးတော့ငါမှားလို့ရနေရပဲလေဒီအမျိုးသမီးတွေဘလောက်ကြောင်မှစကားများလုံးကြလဲဆိုတော့ကိုနေသိရောသိရလားဒီပုံစံအတိုင်းဆိုရင်တော့အပြင်ကိုရောက်သွားတဲ့အခါကျရင်တော့ငါအကြောင်းအတင်းတွေကိုမျိုးစုံနေအောင်ပြောဆိုနေကြတော့မှာပဲယခုမှကပရိယာကိုပြောနေခဲ့တဲ့အချိန်မှာပရိယာကလည်းပစ္စပိတ်ပြီးနားချောင်းနေခဲ့ပါသည်ဒီအချိန်မှာတငယ်ချင်းတွေကလှမ်းခေါ်တာပေါ့လာခဲ့ရောလေဘာလုပ်နေကြတာလဲယခုမှကလည်းချက်ချင်းထွက်လာပါသည်ဒီနေ့အတွက်တော့တောင်းပန်ပါတယ်ငါချွေးမလေးကအခုမှအစ်စ်ကလေးဆိုတဲ့အခါကျတော့ဘာမှမသိသေးရလီ ဟိုနောက်တစ်ခေါက်ကြားလို့ရှင်တော့လေဟဲ့နင်ဘာရီလျှောက်ပြောနေရလဲနင်ချွေမလေးကတကယ်အရန်ကိုတော်တယ်အယောက်တရာမှာတယောက်ရှိတဲ့ချွေမလေးမဟုတ်ဘူးအယောက်တစ်ထောင်မှာတယောက်ပဲရှိနိုင်တဲ့ချွေမလေးငါဒီကမလာခင်တော့အရန်ကိုလမ်းဖြတ်နေခဲ့တာငါစီးချိုတက်နေတာဆိုတော့ထမင်းဟင်းကစီများတာစားလို့မရဘူးလေနင်ချွေမလေးချက်ချွေထမင်းဟင်းတွေကကျမ်းမာရင်လည်းညီညွတ်လွန်လို့ငါအတော်လေးသဘောကျတယ်အေးဟုတ်တယ်အခုတော့နင့်ချွေမလေးကိုငါချွေမလေးနဲ့တိကျအောင်လုပ်ပေးပြီးထမင်းဟင်းချက်ပြုတ်နေပြီးတင်းယူခိုင်းရမယ်ဟုတ်လားတကယ်ပြောနေရလား အေးဟုတ်တယ်လေနေရတော့ကံကောင်းပါရဲ့ငါတို့သွားတော့မယ်တော့အငယ်ချင်းပြောသွားတဲ့စကားတွေကြောင့်ပရိယာရဲ့ရခမကလည်းအာအတင်သွားခဲ့ပြီးအရင်နေ့ကစားမိဖို့ကံရဲ့ဂျာဝင်တွေအကုန်လုံးကိုတော့သူ့ချွေးမလေးပရိယာရဲ့လက်ထက်ကိုလွှဲပြောင်းပေးအပ်လိုက်ပါတော့တယ်ဒီနောက်ပရိယာကလည်းသူမရဲ့ကောင်းမွန်တဲ့အကြံဉာဏ်တွေနဲ့ရခမအင်ကာသူတွေအားလုံးရဲ့အတွေ့အခေါ်တွေကိုပြောင်းလဲပေးနိုင်သွားခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အလိုမကြတဲ့ရခမဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်အမလီမိုးလေးတော့ဘလောက်တောင်မှကြာနေပြီလေ ဒါတော့အစောကြီးထခိုင်းတာလည်းမဟုတ်ဘူးမိုးလင်းတာအချိန်ကြာပြီးတော့မှထခိုင်းတာအခုချိန်တီသူကအိယာနေမနိုးလာသေးဘူးငါတို့ချိန်မှလည်းဘယ်အချိန်မှအိယာကနေချမှလေမျိုးကလူတွေကတော့လေတကယ်စိတ်မရှိတမရှိအရန်ကိုအိတ်တက်ကြရတယ်နော်ပြောဆိုလို့ကောမကောင်းဘူးငါတို့ခေတ္တကဆိုရင်တော့မိသားစုဝင်တွေအားလုံးအိမ်မောကြပြီးအိပ်ပျော်သွားတဲ့အခါကြတော့မှငါတို့အိယာတွေမနဲ့မိုးလင်းဘယ်သူမှမထခင်ငါတို့အိယာကနေထရတယ်အခုခင်းနေအရိခန့်နေမြကွာပေါ့ငါတို့ရခမကတော့ငါတို့အိပ်ပျော်နေတာဘယ်တော့မှမတွေးခဲ့ဘူးပါဘူး ီနေ့ခေချွေမတွေကိုကြည့်ပါဦး။တကားလာခောက်နေရတော့မှသူတို့ကအိယာကားနဲ့မထကြံတဲ့ကိုရခမကိုဘာများထင်နေကြလဲမသိဘူး။ကဲကဲကဲချွေးမလေးရေချွေးမလေးဘယ်ချိန်အိယာနေထမလဲအချိန်လေးပါလေလဲကြည့်အောင်။အမေရဲ့အတန်ကိုကြားခဲ့ရတဲ့ခါမှာဒါဖြစ်သူကလည်းတကားလာဖွင့်လိုက်ပါတယ်။အမေရဲ့တကယ်ပါပဲဘာဖြစ်နေရလဲ။ဘာလို့အစောကြီးအခုလိုမျိုးစူညံနေရတာလဲအမေရဲ့။အမေရအကြညဖြစ်ဖြစ်မနက်ဖြစ်ဖြစ်အမေရဲ့ပြဿနာရှာနေရနော်။အခုဘာတွေဖြစ်တာလဲဆိုတော့ကျွန်တော်ပြောမနက်မော်လင်အစောကြီး9နာရီပဲရှိသေးတယ်။ ။ဘာလို့အမေထပြီးတော့អော်နေရတာလဲ။အမလေးကြည့်ပါဦးကြည့်ပါဦး။နေမျိုးဘုတ်ကရောက်လာရင်တော့တော်လေးပြောင်းလဲသွားတယ်။နေမိမဘက်ကနေပြီးတော့ဘာဖြစ်လို့ဒီလောက်ကြာမှပြောပေးနေရတာလဲ။ तू ကဘာရင်းများအဲ့လောက်ကြာမှကောင်းနေလို့လဲ။နေရတော့နေမိမဘက်ကနေပြီးတော့ပဲလိုက်နေတယ်။နေမိမကတော့ဘယ်သူ့ကောင်မကြီးမဆိုင်ပဲ तू လောက်ချင်တာကိုပဲလုပ်နေရဟုတ်တယ်မလား။အချိန်ကိုလဲကြည့်အောင်မနှက်မိုးလင်းနေပြီ။ तू ဘာဖြစ်လို့အဲ့ရကနေအခုထိမထရသေးရလဲ။ဒါနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ပြောပါအကို။ကိုနဲ့အတူတူအကိုရဲ့မိမအတွက်ရောကျမလည်းဖေးဖြော်ပြီးတော့ယူလာခဲ့ပေးရမလား ။ဘယင်မကြီးကတော့တတော်လေးကိုပမာန်နေလောက်ပြီမလား။သူအခုချိန်ထိမနှိုးနိုင်သေးဘူးလေ။အမေကလည်းအခုမှမနှက်မို့လို့အစော်ရင်ငေါနိုင်ပဲရှိသေးတယ်။လူတယောက်ကအလောက်အစော်ကြီးထပြီးတော့ဘာလို့ရမှာလဲ။အမေအပြင်သွားစရာရှိလို့လား။ယထားရီဘာတွေနောက်ကျနေပြီလား။အမေအခုမှအစော်ကြီးရှိသေးတယ်။အမေလည်းသွားအိတ်လိုက်တော့ကျန်တဲ့သူတွေအကုန်လုံးကိုလည်းအိတ်ဖို့ပေးပါအမေရဲ့။အမေလည်းတီးရဲ့သားနဲ့ပြာသူကအပြင်မှာအလောက်ထွက်လို့နေရတာလေ။သူအခုအစော်ကြီးထပြီးတော့အရေးပြတ်သွားလို့ရှင်တော့ဘယ်လိုလုပ်မလဲ။ အလုံးမှာတရက်အလုံးပင်ပင်မမနဲ့ထိုင်ပြီးတော့အလုံးလုပ်ရတာအမေရဲ့ပင်ပန်းနေ။အဲဒါကြောင့်ကနေအဖေကိုအမြဲတမ်းပြောခဲ့တာရွာမှာရှိတဲ့ရိုးသားဖြောင်းမတ်တဲ့တောသူမလေးတွေကိုပဲချွေးမဖြစ်ရှာပါလို့အခုတော့မြို့ပေါ်ကောင်မင်းကလေးပြောတဲ့စကားအတိုင်းနဲ့လိုက်ပြီးတော့လုပ်နေရတယ်မလား။အဲဒီဘီမကြီးကိုနင်းသွားနှိုးပြီးရင်ပြောငါအတွက်လက်ဖိတ်အများဆုံးဖြောပေးပါလို့ပြောပြီးနောက်မှာတော့ရခမဖြစ်သူကလည်းထွက်သွားခဲ့ပါရဲ့။မိမဖြစ်သူကတော့အခန်းထဲကနေစကားတွေအားလုံးကိုကြားသွားခဲ့ပါရဲ့။ တွေ့လာတာကျဲအမေကကျမကိုအမြဲတမ်းပြစ်တင်ပြောဆိုနေရကြီးပဲကျမနေ့စဉ်နေတိုင်းရုံမသွားခင်အိမ်လောက်တွေအားလုံးကိုလှုပ်ပြီးတော့မှသွားတာပါဒါပေမဲ့အမေကအမြဲတမ်းကျမကိုဆိုရင်တော့အလုံးမကြဘူးစိတ်ဆိုဒေါသထွက်နေရကြီးပဲမသိရင်ကျမအိမ်လောက်တွေအားလုံးအမေကိုလှောက်ခိုင်းသွားတဲ့အတိုင်းပဲသိပါရဲကွာအမေကအခုမြို့မှာနေထိုင်နေတာဆိုပေမဲ့ရွာနေပဲအမြဲတမ်းနှိုင်းရှင်ပြောဆိုနေရဲ့ငါတို့အားလုံးလည်းအမေကြောင့်နဲ့အတော်လေးကိုစိတ်ပြတ်နေပြီမင်းကတော့ချွေးမှလေးစိတ်မပြတ်ပဲနေပါမလား ကျမအလောက်သွားလုံးလို့အမေကစိတ်ပြက်နေရတဲ့တွေ့တယ်။ဒါဆိုရင်တော့ကျမအိမ်မှာပဲနေပြီးတော့အလောက်လုံးလိုက်တော့မယ်။ဒီနောက်မှာတော့နေဟာကလည်းအိမ်ကနေပြီးတော့ပဲအလောက်ကိုလုပ်ခဲ့ပါရည်။ချွေးမလေးရေဘာလုပ်နေရလဲ။ငါ့ကိုထမင်းအမြန်ခုပေးစမ်းမအောင်။ငါနောက်နှစ်မှထမင်းစားရမှာလား။အိမ်မှာနေနေရတဲ့ဒါနဲ့ဘာဖြစ်လို့အလောက်တမနောက်ကျနေမှန်းကိုမသိဘူး။ဒီလိုနဲ့နေဟာကလည်းသူ့ရခမကိုထမင်းလာကျွေးလိုက်ပါရည်။ထမင်းစားတော့ပြီးသွားတဲ့အခါမှာတော့ဘာတွေလောက်ထားတာလဲ။ချွေးမလေးရေထမင်းဟင်းတွေကဒီဇိုင်းမှအရသာမရှိဘူး။ဆယ်ပြားတော့မတန်အောင် မဟုတ်တော့မရဲ့အဲ့လိုတော့လည်းမဟုတ်ပါဘူးကျမလည်းကျမဘက်ကနေအများကြီးစူးစမ်းထားပါတယ်ဒါကလည်းအပြစ်တော့လည်းမဟုတ်ပါဘူးမြို့ပေါ်ကထမင်းဟင်းတွေကစားလို့မကောင်းအရသာမှမရှိအောင်ရွာမှာကတော့ငါတို့မီးမွေးပြီးထမင်းဟင်းချက်ပြောက်ကြတာအဲ့ဒီအရသာကအရန်ကောင်းနေကဲကဲကဲထားလိုက်ပါတော့ထားလိုက်ပါတော့ရတာလေးကိုပဲငါစားလိုက်တော့မယ်အလုပ်တွေအလုံးပြီးသွားတဲ့ခါမှနေဟာကတော့ရုံးအလုပ်တွေကိုလုပ်ခဲ့ပါတယ်ညနေခင်းမှာတော့ရခမဖြစ်သူကိုတမလဖေးဖြိုတိုက်ခဲ့ပါရီတောက်ပြီးသွားတဲ့အခါမှာတော့ရခမဖြစ်သူကလည်းချက်ပြီးတော့ပြောလိုက်ပြန်ပါရီ တကယ်ပါပဲမျိုးပေါ်ကဘာတခုမှဘယ်တော့မှအရသာမရှိဘူးနွားတို့ထဲမှာရေဘလောက်ကြောင်မှရောထားလို့ဒီအရသာကြီးဖြစ်နေရတာလေဟွန်းဒုက္ခပါပဲဒီမှာနေထိုင်ရတာအစဉ်ကိုမပြေဘူးရွာမှာဆလို့ရှင်တော့အရသာရှိပြီးတော့ကျမရည်နဲ့ညက်တဲ့နွားတို့ကိုတောက်ပြီးအသက်တရာလောက်လူတွေအသက်ရှင်ကြတယ်ယခုမှဖြစ်သူကရွာကိုအရန်ချစ်ခင်တွေ့တာလုံးနေခဲ့တဲ့အတွက်နေဟာကလည်းတယောက်သားနဲ့စကားပြောကြည့်ခဲ့ပါရီအမေကမျိုးပေါ်ကိုတော့လာနေနေပေမဲ့ရွာကိုတော့အရန်ကိုတတိယနေရဲ့လို့ကျမထင်တယ် ရွာမှာဘော်ရီမြောင်အလောက်တောင်ရှိနေလို့လေကွာ။ငါတို့ဒီမှာအမေကိုအရာအားလုံးပေးပြဆောင်ထားထားနေရပဲ။ဒီမှာအမေသဘောကျတဲ့အရာအားလုံးလည်းရှိတယ်။မဖြစ်မဖြစ်ဘူး။ငါအဖေနဲ့အများဆုံးစကားပြောကြည့်မှဖြစ်တော့မယ်။အဖေကျွန်တော်ပြောစရာရှိတယ်။အမေကအရင်တုန်းကလည်းရွာအရန်ကောင်းတယ်ဆိုတဲ့အကြောင်းတွေကိုအများရန်ပြောနေပေမဲ့ကျွန်တော်လက်ထပ်လိုက်တဲ့အချိန်ကစပြီးပိုဆိုးလာတယ်လို့ပဲ။သူကနေဟာကိုအမြဲတမ်းပဲရွာကသူတွေနဲ့နှိုင်းရှင်ပြောဆိုနေတယ်။အဖေနေဟာကမြို့မှာကြီးပြင်းလာခဲ့တဲ့မိန်းကလေးတယောက်ပါသူကအရေးချင်းရှိပြီးတော့အလုံးလုံးနေတဲ့မိန်းကလေးတယောက် အမေကိုလည်းပြောဆိုသလိုမျိုးအိမ်နောက်တာဝန်တွေအကုန်လုံးကိုလည်းသူကနားလေသဘောပေါက်တယ်။ဒါပေမဲ့သူအခုလိုမျိုးအမြင်နဲ့နှိုင်းရှင်ခံနေရရင်တော့အဆင်ပြေပါမလားဖေ။မင်းအမေရဲ့အကျင့်တွေကြောင့်ငါကိုယ်တိုင်လည်းအတော်လေးကိုစိတ်ပြတ်နေပါပြီ။သူကအတော်လေးရွာကိုပြန်ကျင်နေခဲ့တယ်မဟုတ်လား။ကဲကောင်းပြီကောင်းပြီ။ဒါဆိုရင်တော့မင်းငါတို့အားလုံးရွာကိုပြန်ဖို့အတွက်အမြန်ဆုံးစစ်ဆင်ပေးလိုက်တော့ငါတို့အတွက်မင်းရထားလက်မှန်အမြန်ဖြတ်လာခဲ့လိုက်ပါ။ငါတို့ရက်အနေနဲ့တော့အတွက်ပြပြရွာမှာပြန်သွားနေကြမယ်။သူရွာကိုရောက်သွားတဲ့အခါကျရင်တော့ဘယ်လိုနေမလဲကြည့်မယ်လေ။ အဲ့ကိုရောက်သွားတဲ့အခါကြားလို့ရှင်တော့သူမျိုးမနေရတာဘလို့ကြောင့်မှအစင်ပြေချုံးဝိလွဲကိုတော့နေလဲဆိုတော့ကိုသဘောပေါက်နားလေသွားမှကျင်းတယ်ဒီလိုနဲ့လင်မယားနှစ်ယောက်လုံးကလည်းသူတို့ရုံကိုစီကနေခွင့်ရရှိယူခဲ့ကြပါရီနောက်တော့မိသားစုလိုက်ရွာကိုခရီးထွက်သွားခဲ့ကြပါရီသူတို့အရင်နေထိုင်ခဲ့တဲ့ရွာလေးကိုရောက်ရှိလာခဲ့ပါပြီဒီရွာမှာတော့သူတို့အရင်တုန်းကနေထိုင်ခဲ့တဲ့အင်္ဂလိပ်ရှိပါရီဒီအင်ကျင်းချင်းလေးကိုတွေ့ခဲ့ရတဲ့အခါမှာတော့ထွေမလေးလေးဟာကလည်းပြောခဲ့ပါရီအမလေးအင်လေးကလည်းတေးလိုက်တာရှင်တဲ့တသားလေးနော် မတို့ဒီအိမ်လေးမှာမိသားစုတွေအကုန်လုံးအဆင်ပြေအောင်မလုပ်နိုင်ကြမလဲအမေကရွာမှာရှိတဲ့ဒီအိမ်လေးကိုတလောက်တောင်မှဆွဲလန်းနေခဲ့ရလားမြို့မှာဆိုလို့ရှိရင်တော့ဒီအိမ်ကဘလောက်တောင်မှကောင်းကြောင်းဒီအိမ်မှာနေရတာဘလောက်တောင်မှအေးချမ်းသာရာကြောင်းအမေအရင်ပြောဆိုနေခဲ့တာဒီနေရာမှာဤဆက်ညက်ညောနေတဲ့မှုရာလည်းမရှိဘူးပန်ကားလည်းမရှိအဲကွန်လည်းမရှိအမေကဒီအိမ်တတေးလေးနဲ့မိဖို့ကြောင်ကိုအရင်ဆွဲလန်းနေပြီးတော့ရွာရွာဆိုပြီးတော့ပြောနေခဲ့ရမလားချွေးမလေးရေရွာမှာဘာတခုမှပြည့်စုံခြင်းမရှိခဲ့ဘူးမီးလည်းမရှိဘူးရေကလည်းကိုယ်တိုင်ခတ်ရတာ ပြီးတော့ဘာတစ်ခုမှအဆင်မပြေခဲ့လို့ငါတို့ရွာကနေထွက်လာပြီးတော့မြို့ပေါ်မှာကျိုးစားရောင်းကန်ရင်းနဲ့ခေါမအိမ်တိုင်ဆောက်လုပ်နိုင်တဲ့အထီးကိုငါတို့ကျိုးစားခဲ့ရတယ်။ဒါတော့မှငါမိမကတော့ငါ့အမြဲတမ်းပဲပြစ်တင်ပြောဆိုနေခဲ့တယ်။သူကြိုက်တဲ့ရွာကနေပြီးတော့ဘာဖြစ်လို့သူ့ကိုမြို့ကိုခေါ်ဆောင်သွားရတာလဲဆိုပြီးတော့လေအရင်တော့ငါ့အခုလိုမျိုးသူအမြဲတမ်းလုံးနေခဲ့ပြီးအခုတော့တားနဲ့ချွေးမကိုလည်းသူကအဲ့လိုမပေးဘူး။ဒီတော့သူ့ကိုတိအောင်လို့ငါရွာကိုပြန်ခေါ်လာပြတာ။ငါကိုယ်တိုင်သူ့ကိုဒီရင်ကနေပြီးတော့မြို့ကိုခေါ်သွားခဲ့ရမလား။ အခုငါ့ရဲ့အမားတွေအားလုံးကိုပြန်ပြင်ဆင်တဲ့အနေနဲ့ငါကိုယ်တိုင်တော့ကိုဒီအင်တဲကိုပြန်ခေါ်လာခဲ့ပြီးတော့တူဒီအင်ထဲမှာဘယ်နည်းလောက်နေထိုင်နိုင်မလဲဆိုတော့ကိုတော့ငါလည်းအရန်ကိုသိချင်သေးတယ်။နေဟာကလည်းအင်လီရဲ့ကိုဝင်သွားပြီးနောက်မှာတော့အင်တဲအင်လုံးကိုတန်းရှင်ရေလောက်လိုက်ပါတယ်။သူရဲ့ရခမဖြစ်တော့သဘောကျနှစ်သက်တဲ့ပုံစံအတိုင်းမျိုးမှွေပြီးတော့ထမင်းဟင်းကိုလည်းမမြဆဆန်းချပြုတ်ပြင်ဆင်ပေးလိုက်ပါတယ်။သူမှစိတ်ကူးရထားတဲ့ပုံစံအတိုင်းဖြစ်လာဖို့အတွက်စူးစမ်းခဲ့ပေမဲ့ထမင်းဟင်းချပြုတ်လို့အဆင်မပြေခဲ့ပါဘူး။ ခဏခဏမီးကပြန်ငြိမ်းသွားတဲ့အတွက်ကြောင့်မလို့ရခမဖြစ်သူကိုယ်တိုင်ပဲမီးလောင်မှွေပေးခဲ့ရတဲ့အခါမှာမီးတောက်ပါရီနေဟောထမင်းဟင်ချက်ပြုံးနေနေမီးမှွေပြီးချက်ပြုတ်ရတဲ့အတွက်ကြောင့်မလို့အိမ်တအိမ်လုံးမလည်းမီးကုန်းခွေတွေနဲ့ထောင်းထားနေခဲ့ပါပြီနေဟောတယောက်ထမင်းဟင်ချက်ပြုတ်ရတာလုံးဝအဆင်မပြေပါဘူးမီးကုန်းခွေတွေကြောင့်ဒီမှာချောင်းအကြီးအကျယ်ဆုံးနေခဲ့ပါရီစားတော့ပြီးသွားတဲ့အခါမှာတော့အရင်နေမိသားစုဝင်တွေအားလုံးအတူတူအိတ်ခဲကြရပါရီမိသားစုတွေအကုန်လုံးအောက်မှာပဲခေါင်းလေးချပြီးအိမ်နေခဲ့ကြတဲ့အခါမှာတော့ဘယ်သူမှအိမ်လို့မပြောခဲ့ကြပါဘူး နောက်နေ့မနက်မော်လင်းသွားခဲ့တဲ့အခါမှာတော့အမလေးဒီမှာအိရတာအဆင်မပြေပါဘူးဟဲ့ကားရီတော်လေးကိုနာတာပဲမှုရမရှိပါမရှိနဲ့ကြည်ရတာငါရဲ့ခန္ဓာကိုယ်ကတော့လေမြို့ပေါ်ကအကျင့်တွေအကုန်လုံးကိုရသွားပြီနဲ့ဒီပါရီမြို့မှာအီးဆက်နေတဲ့မှုရပေါ်မှာအမီးနဲ့အိတ်ခဲရတဲ့အခါကျတော့ဒီမှာအိရတာအဆင်မပြေတော့ဘူးပဲအိမ်မှာရေမောချို့ဖို့အတွက်ရေကလည်းမရှိပါဘူးရေပုံးယူပြီးတော့ရေထွေးမှသွားခတ်ကြရတာပါဒီချိန်မှာယောက်ျားဖြစ်သူကလည်းသူ့မိန်းမကိုပြောလိုက်ကြပါဘို့ကဲသွားသွားသွားမင်းရေချို့ဖို့အတွက်ရေထွေးနာသွားပြီးတော့ရေသွားခတ်လာခဲ့ မင်းကရွာမှာနေရတာကြိုက်တယ်။ရွာကရေထွန်းတွေကရေနဲ့ရေချိုးရတာအရန်ကိုကြိုက်တယ်မဟုတ်လား။အမ်းပါငါသွားရမယ်ဟုတ်လားငါသွားရမှာလား။သူယောက်ျားရဲ့စကားအနားထောင်ပြီးနောက်မှာတော့သူကလည်းရေထွန်းတွေကရေကိုသွားခတ်လိုက်ပါတယ်။ရခမဖြစ်သူသွားနေတဲ့အတွက်နေဟာကလည်းရခမနဲ့အတူတူရေထွန်းနားလိုက်သွားခဲ့ပါတယ်။အရင်နေ့မှာကတော့ရွာမှာရှိတဲ့တခြားအမျိုးသမီးတွေနဲ့လည်းကျွန်တော်တွေ့ဆုံခဲ့ကြရပါတယ်။ကဲတကယ်ချင်းတို့ရေငါပြန်လာလေရလိ။ငါမျိုးပေါ်ကိုသွားလိုက်တယ်ဆိုပေမဲ့ငါ့ရဲ့နှလုံးသားကတော့ရွာမှာပဲကြံနေခဲ့ရသီးလား။ ထိုးဆန့်လိုက်တာဟဲ့နေရလေမြို့မှာဘာတွေများလိုအပ်ချက်ရှိနေလို့နင်းကရွာကိုအမြဲတမ်းတန်းတားသတိရလွမ်းစောနေရတာလေအတိတ်ပဲကိုမရှိဘူးရွာလူတွေကဘလောက်တောင်မှဆင်းရဲမွဲတွေလိုက်ကြသလဲမီးမရှိရေမရှိဒုက္ခလည်းရောက်ကြရသေးတယ်ငါတို့အိမ်တွေကိုလည်းကြည့်ပါအောင်အခိုင်မာဆောက်ထားတဲ့အိမ်တွေမဟုတ်ဘူးယာတီဦးတို့အချိန်လေးဖောက်ပြန်တာနဲ့ပဲအချိန်မှဘာဖြစ်မလဲတိမ်မလားအိမ်ပြိုကြမလားတော့မသိရဘူးတခါတလေလေးရက်လောက်မီးမလာဘူးသီလားယာတီဦးတို့ပူလို့ရှင်ငါတို့ဘလို့နေကြရလဲဆိုတော့ကိုနေလဲသိရတာနဲ့ တောက်ရည်ကိုလည်းငါတို့ရေတွင်ထဲကရေကိုပဲတုံးနေကြရတာလေခလေးတွေအတော့အကြောင်းကောင်းကောင်းလည်းမရှိဘူးကြောင်းပြီးသွားတဲ့အခါကျရင်တက္ကသိုလ်ဘုဘိုးအတွက်အဝေးအကြီးကိုပို့ရတယ်နေမကောင်းဖြစ်လို့ရှင်တော့စိတ်ယုံသွားဖို့အတွက်ဆိုရင်တော့ရဲ့အကြာကြီးပဲဒီမှာပေါ့တခုမှမပြည့်စုံပါဘူးအေးဟုတ်တယ်ဟုတ်တယ်သူပြောတာမှန်နေဘလို့မဆိုနေရောက်ကြာနေကိုရွာနေမြို့ပေါ်ခေါ်သွားတာဘလောက်တောင်မှကောင်းလိုက်တယ်ငါတို့အားလုံးအားကြနေကြတာတိလားနေအတွက်သူဘလောက်တောင်မှလှုပ်ပေးခဲ့လေမြို့ပေါ်ကိုခေါ်သွားတယ်သူကိုယ်တိုင်စီးပွားရေးတစ်ခုထူထောင်ပြီးတော့အိမ်လဲဆောက်လုပ်ပေးခဲ့တယ် နင့်ကိုဘွားမရှိတဲ့တာယာပျော်ရွှင်မှုတွေအားလုံးတို့ကပေးနိုင်ခဲ့ရပါလေ။နင်ကတော့အခုချိန်ထိဒီကျော်အတွက်ကိုပဲစဉ်းစားပြီးတော့လွမ်းဆက်တည်ရနေရပေါ့။ကျေးဇူးများကြီးကျင်ပါတယ်အတော်တို့ရေဒီကိစ္စကိုကျမတို့လည်းအမေကိုရှင်းပြနေတာအတော်လေးကြာနေပြီအမေကနားမလဲဘူးလေ။မြို့မှာအားလုံးကအမေကိုပျော်ရွှင်အောင်ထားကြပါရစေ။အမေကအသက်ကလည်းကြီးနေပြီနေမကောင်းဖြစ်သွားတဲ့အခါကျရင်တော့ဆေးရုံစည်းကံအမြန်ပြေးမှဖြစ်မှာလေ။ဒီနေရာမှာဘာမှရှိရလည်းမဟုတ်ဘူး။တို့ကလည်းအမားတွေအားလုံးကိုနားလဲသွားတဲ့အတော်နှစ်ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာအိမ်ပြန်လာခဲ့လိုက်ပါရဲ့။ သူရဲ့အခန်းထဲမှာအဲကွန်ဖွင့်ပြီးတော့အေးအေးဆေးဆေးအိပ်လိုက်ပါတယ်။ဒီနောက်မှာတော့ရွာနဲ့မြို့ကိုဘယ်တော့မှထပ်ပြီးမနှိုင်းရှင်တော့ပါဘူး။ချွေးမလေးကိုလည်းဘယ်တော့မှထပ်ပြီးရောမပြောတော့ပါဘူး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။